thank you ်မင်္ဂလာပါရှင်မန္တလေးခက်သက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌထောင်တွင်းကြာဆုံးမှုလွှတ်တော်များနဲ့လွှတ်တော်ကိုစားပြုကော်မတီများဝန်ထဲကြောင်းပူရဲထုတ်ပြန်တဲ့ကြောင်းတင်ဆက်ပေးပါမယ်ဒေါအောင်ဆန်းစုကြည်ဝင်းမြင့်အပါဝင်နိုင်ခြင်းများအလုံးလုံလောက်စွာစေကူတာခွင့်မရခြင်းအသက်အန္တရာယ်ချင်းချောက်ခံရမှုတွေကြောင့်အလွန်ဆုံးရင်ပူပန်ကြောင်းဖော်ပြပါရယ်စစ်တပ်အာဏာသိမ်းစဉ်ကလေးကမတရားဖမ်းဆီးခံခဲ့ရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးမန္တလေးဦးဘုအချင်းတောင်တွင်ကြာဆုံးခဲ့ရမှုမိသားစုနဲ့ထပ်တူဝန်ထဲကြီးခွဲကြောင်းပြည်내နဲ့ဖက်ဒရယ် ရှင်နှင့်လွတ်တော်များလွတ်တော်ကိုစားပြုကော်မတီများကဒီကနေ့ပူရဲထုတ်ပြန်ကြေညာပါရယ်ဥအောင်ကျောင်းကအကျင်းထောင်တွင်လုံလောက်တဲ့စေဝါကုသခွင့်မရတဲ့အတွက်ဇွန်လ29ရက်နေ့မှာကြာဆုံးခဲ့ရာစိတ်ထိခိုက်ရတယ်လို့ဖော်ပြပါရယ်ဥအောင်ကျောင်းကပြည်သူပေါ်သစ္စာရှိရှိနဲ့နိုင်ငံရေးယုံကြည်ချက်ကိုမြေးမြန်စွာစောက်ကင်ပြီးအမှန်တရားအတွက်အသက်ခံတာကျွေးလွင်းသည့်တိုင်ဥလိမတုံဆောင်ရွက်ခဲ့သူဖြစ်ကြောင်းနဲ့၎င်းကြာဆုံးခြင်းကမန္တလေးပြည်သူလူထုအတွက်သာမကဒီမိုကရေစီရေဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များမှာယုံကြည်ချက်အပြင်နဲ့တော်လန်တိုက်ပွဲဝင်နေကြတဲ့ပြည်သူလူထု တရက်လုံးအတွက်နင်းနာဆုံးရှုံးမှုကြီးဖြစ်တယ်လို့သဘောထားထုတ်ပြန်ပါတယ်။စစ်တအာဏာသိမ်းပြီးနောက်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွတ်တော်ကိုယ်စားလှယ်145ဦးဖမ်းဆီးခံခဲ့ရပြီးစေယုံလူအကြက်ကြောင့်ဦးအောင်ကျော်ဦးပါဝင်လွတ်တော်ကိုယ်စားလှယ်5ဦးတည်ဆုံခဲ့ရတယ်လို့အတည်ပြုပါတယ်။ဒါအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်လည်း2024ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာ၎င်းလျှက်စစ်နယ်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က2024ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာ၎င်းမန္တလေးအိုးဖို့တောင်မှာမတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရစဉ် င်တာဆုံးခဲ့ပါတယ်စစ်တပ်အာဏာသိမ်းစဉ်ကတည်းကမတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်လုံလောက်တဲ့အကြမ်းမရေးဆောင်ရှားမှုမရရှိခြင်းနဲ့၎င်းတို့ရဲ့အသက်အန္တရာယ်ချင်းချောက်ခံနေရမှုတွေပေါ်ပြည်သူလူထုတရက်လုံးနဲ့အတူဆိုရင်ပူပန်ကြောင်းလဲပြည်နယ်နဲ့ Federal Unit လွတ်တော်များလွှတ်တော်ကိုစားပြုကော်မတီတွေကထုတ်ပြန်ပါတယ်စစ်ကြောရေးစခန်းများမှာတပ်ဖြတ်ခြင်းတရားမဲကျိုးပေးကွက်မြက်ခြင်း ်အကျဉ်းထောင်များအတွင်လုံလောက်တဲ့စေဝါကုသမှုနဲ့လုံလောက်တဲ့အစာအာဟာရများမရရှိခြင်းတို့ကြောင့်မလိုလားအဖယ်တည်ဆုံခြင်းအကျဉ်းထောင်တွင်အကြောင်းမဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်တည်ဆုံခြင်းအကျဉ်းထောင်ပြင်ပကိုထုတ်ခါတပ်ဖြတ်ခြင်းလူမဆန်စွာမိရှုတပ်ဖြတ်ခြင်းလူသားတိုင်းဖြစ်ခေါ်ဆောင်သုံးချပြီးတပ်ဖြတ်ခြင်းအမျိုးသမီးများကိုအဓမ္မပြုကျင့်ပြီးတပ်ဖြတ်ခြင်းပြည်သူများရက်ရွာအတွင်လေကြောင်းမှပုံကျဲခြင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခြင်းတို့ကြောင့်တည်ဆုံခဲ့ရတဲ့ပြည်သူများစွာရှိနေလို့လည်းဖော်ပြပါရစေ။စစ်ကောင်စီကျူးလွန်ခဲ့တဲ့ဥပဒေမဲ့လုံရက်တွေကနိုင်ငံတကာလူ ုခွင့်ရင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်တင်ချိုးဖောက်နေခြင်းဖြစ်တယ်လို့ဖော်ပြပြီးနိုင်ငံတကာရာဇဝတ်များကျူးလွန်နေတဲ့မင်းအောင်လိုင်ခေါင်းဆောင်နဲ့အာဏာလုအကြမ်းဖက်စစ်တပ်နဲ့လက်ပါစီတွေကိုလုံးဝခွင့်လွှတ်မှာမဟုတ်ကြောင်းနဲ့ကျူးလွန်ခဲ့မှုတွေပေါ်တာဝန်ခံကြမှာဖြစ်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မတရားဖန်ဆီးထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်တွင်းအကြမ်းဖက်မှုညှဉ်းပန်းနှိပ်စက်မှုလုံလောက်တဲ့စေဝါနဲ့အစာအာဟာရမရရှိမှုတို့ကြောင့်မလိုလားအပ်ပေအသက်တည်ဆုံးနေကြမှုတွေအတွက်ပြည်ရင်းပြည်ပဖွဲ့စည်းများနဲ့ပူးပေါင်းပြီးတရားမျှတမှုရရှိစေ ကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ပူရဲထုတ်ပြန်ကြမှာဖော်ပြပါရယ်အခုကြီးညာချက်ကိုစကိုင်းနဲ့မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီရှန်ကုန်း IRI တိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကုစားပြုကော်မတီကရားပြည်နယ်လွှတ်တော်သုံးရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်ပဲခူးတိုင်းမန္တလေးတိုင်းစတဲ့လွှတ်တော်ကုစားပြုကော်မတီများပူးပေါင်းထုတ်ပြန်ခဲ့တာဖြစ်ပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့ငြိမ်းချမ်းရေး happy ဝါတာတောက်တသူများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်တလောတကယ်ပြဿနာကအာနာကိုစစ်တပ်ကအကျွင်းမဲ့ကျင့်သုံးနေတဲ့အထင်မှာအဆိုးရွားဆုံးကတရားစီရင်အာနာကိုကျင့်သုံးနေမှုဖြစ်ပါတယ်လွတ်တော်ဆိုတဲ့ဥပဒေပြုမှန်နိုင်ပေါ်ထွက်လာပါစေအောင်တရားစီရင်မှန်နိုင်ကဥပဒေထက်မှာရှိမြဲရှိနေတဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးမှန်တိုင်းအလို့ကျသာလိုက်နာဆောင်ရွက်နေမယ်ဆိုရင်တာမန်ဖြီသူလူတို့အတွက်ဘလို့ငြိမ်းချမ်းရေးမျိုးကိုမှစောင့်ကျဉ်ပြနိုင်မှာမဟုတ်ပါဘူး2010 2020မှာလွတ်တော်ရေးရှိခဲ့ပြီးမြေစစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာမပေါ်ထွက်ခဲ့ပဲငြိမ်းချမ်းရေးကောင်းစင်အောက်ကလှုပ်ရှားရေး ီလောက်ပဲကားပါမီယာဒေါ်လာရူရိုစာယာဖြစ်ခဲ့ကြတာအများအသိဆုံးမှာဒါကလည်းစစ်တပ်နဲ့သူ့လိုကြပြောပြူနိုင်သူတွေကိုကြံတာမှန်လူတွေထွက်အခွင့်အရေးမှန်သမျှပို့ပေးခဲ့တဲ့အတွက်တရားဝင်စိုးမိုးရေးအားနည်းခဲ့လို့ပါပဲအခုငြိမ်းချမ်းရေးစကားပြောကြတယ်ဆိုတာကလည်းလက်နက်ကင်တပ်ဖွဲ့ဆိုသူတွေနဲ့စစ်မတိုင်ရေးအကြောင်းဆွေးနွေးဖို့လောက်အာရုံရောက်ကြတာပါတကယ်တော့စစ်ပွဲတွေမရှိတော့ရင်ငြိမ်းချမ်းရေးမရနိုင်တာကိုတာမှန်လူတို့ကသိထားနေကြပြီသားပါ တာမန်လူလူရဲ့ငြိမ်းချမ်းခြင်းနဲ့စိတ်ဟာလေးပြီးဆက်လွတ်ထားတဲ့ခမ်းမာရီတွေကိုကြော့ကြော့မော်မော်တက်လာနိုင်တဲ့စစ်တပ်ကရန်သူအဖြစ်သဘောထားမခံရတဲ့လူနည်းစုရဲ့ငြိမ်းချမ်းရင်တမဖြစ်ချင်တဲ့စိတ်ထက်အစရာထောင်မကပိုရဲဆိုတာကိုလည်းသတိပြုကြပါမယ်ဒါပေမဲ့တာမန်လူလူအတွက်တကယ်လိုအပ်နေတဲ့တရားဥပဒေစိုးမိုးရေးကိုငြိမ်းချမ်းရေးစကလုံးငန်းဖမ်းနေတဲ့ဆွေးနွေးသူလူနည်းစုတွေကကယူမဆိုင်ကြပါဘူးစစ်မှုထမ်းဥပဒေကိုဥပဒေပြုရေးမှန်တိုင်းမပါဘဲအတည်ပြုအသက်သွင်းခဲ့ကြတာပဲအဲ့လိုဥပဒေအသက်ဝင်လာတဲ့အခါမြမလူပေါင်းဟာငြိမ်းချမ်းသွားရလား လေးပိဆက်ခံမာတဲ့ကဆွေးနွေးသူတွေကတော့လွတ်တော်ပေါ်လာရင်တမျိုးတမျိုးဖြစ်လာလိမ့်မယ်လို့လော်ဘီလုပ်နေတော့မဲ့ခတ်တာကလွတ်တော်မပါပဲစစ်မှုထမ်းဥပဒေကိုပြတ်ထန်းအသက်သွင်းတဲ့စစ်တပ်ရဲ့တရားလက်လွတ်စစ်သားစုဆောင်မှုတွေလောက်တမျိုးတမျိုးဖြစ်စေတာမရှိခဲ့ကြောင်းလီတန်မဟာရေးကြတာပါပဲစစ်တပ်ကပြူစောထီးတွေမွေးပြီးတရားဥပဒေစိုးမိုးမှုမပေါ်ပေါအောင်ခင်းကျင်းထားပြီးသားမို့အောက်ခြေလူလူမှာ ဘလောင်းမငြိမ်းမကြံဖြစ်နေလဲဆိုတာကိုဘသူကမှမစူရင်နေခဲ့ကြတာကလည်းထင်ရှားပါတယ်။တာမန်ရက်ွက်အုပ်ချုပ်ရေးမှုလောက်အစင်ကလူတွေတောင်လူတူပေါ်နိုင်တက်စီနဲ့လှုပ်ချင်ရလှုပ်နေတာကိုကြည်ပြူပေးနေတဲ့တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့အနေအထားကိုစိုးရင်ကြောင်းကြမနေပဲတနိုင်ငံလုံးငြိမ်းချမ်းရေးအတွက်အကြံပေါင်း120ကိုပြောထွက်နိုင်ကြတာကလည်းအံ့ဩစရာအားကအသက်တည်နေပါပဲ။အဝေးကနေပြည်တွင်းသတင်းတွေကိုပို့ဆောင်ဆောင်လင်းလင်း သိကျင်တော့ social media မှာရှာဖတ်တာပါပဲ Facebook ထုံးစံအထောက် post တွေကအကြောင်းအရာအတန်အသက်ဆက်ဆက်နေတာ report လာတက်ပါတယ် algorithm ရဲ့သဘောပေါ် post တစ်ခုမှာအင်မတန်မှနိုင်ငံရေးအတွင်းမြင်တလဲတစ်ဖက်ကန်းခတ်နေတဲ့အပြောတစ်ခုကိုကြားလိုက်ရပါတယ်ပါတီတစ်ခုကဦးစီးကျင်းပါတယ်ရွှေကောက်ပွဲထက်ဝင်ကြီးဌာနသုံးခုကိုလည်းအဆိုရပြီးဒုတိယသမ္မတနေရာကိုလည်းအဆိုပြုခွင့်ယူထားတဲ့စစ်တပ်ကကျင်းပါတာတမတမတ်ပို့ကြမယ်လို့ယုံကြည်ရဲဆိုတဲ့ post ပါလာပဲကျင်းပါလက်တန်းလို့ယူဆနိုင်တော့ ညာလည်းအောင်မြင်အောင်အတိမတ်ပြုခံရဖို့အလားအလာအလွန်လဲနေတဲ့ရွှေကောက်ပွဲလို့ခေါ်ဆိုနိုင်တဲ့လှုပ်ဆက်မှာပါဝင်မဲ့ပါတီတစ်ခုရဲ့အကြီးအကဲကပြောတဲ့စကားပါဒီနေရာမှာဘယ်ရွှေကောက်ပွဲအပေါ်မှာမဆိုပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်တာမကရွှေကောက်ပွဲဥပဒေနိုင်ငံပါတီတီထောင်ခွင့်ဥပဒေဆိုတာရဲ့တည်ရမှုတွေအကြောင်းထည့်သွင်းဆွေးနွေးစရာရှိပါတယ်ခတ်တာကနိုင်ငံရေးတမလို့တာအခေါ်ခံခြင်းကြပြီမဲ့အာဏာလိုချင်ကြပြီမဲ့သူတို့အမြင်ရွှေကောက်ပွဲကျင်းပသူရဲ့တစ်ဖက်စီးနေအခွင့်အထူးတွေကိုမတရားမှုလို့မမြင်နိုင်မပြောနိုင်ဖြစ်နေတာပါ ဖြစ်ကျင်တော့ any post အပြီးအောက်ကကလျက် post မှာတွေ့လိုက်ရတာက happy water လို့ခေါ်တဲ့မူရင်စေဝါကိုတောက်သုံးတော့မဲ့သူတွေကိုတတိပေးထားတဲ့ကိုတွေ့တောက်သုံးမှုသူမင်းကလေးတယောက်ရဲ့ video ပါသူတတိပေးတာကအဲ့ဒီ happy water ကိုတောက်ပြီးသွားရင်တအားကိုဖော်ရည်သဘောကောင်းသွားတာမို့ကောင်လေးတွေကအတ္တမပြုတ်ကျင်လာရင်တော့ကြည်ကြည်နက်နက်ကြီးနဲ့ခံယူပြီးအဲ့လိုခံယူမိမှန်း ဒါအကိုပါတာမတိလောက်အောင်ကောင်းသွားကြတယ်ဆိုတဲ့အကြောင်းပါရွေးကောက်ပွဲပြီးပြီဆိုတဲ့အခါအကျွင်းမဲ့အာနာကိုစစ်တပ်ကတုံးခွင့်မရတော့ဘဲလွတ်တော်ရင်လို့ပေါ်လာမယ်အဲ့ဒီလိုမှမဟုတ်ရင်အာနာထိန်းတာကနေအာနာသိန်းတာကိုပဲလုံးလို့ရမှာမို့စစ်တိုက်နေတာထက်ဆိုင်စကားပြောဆွေးနွေးတာကပိုကောင်းမယ်လို့ပြောသွားတယ် နိုင်ငံရေးသမားတယောက်ရဲ့ post ကိုလည်းတွေ့လိုက်ရပါတယ်။အင်းရွှေကောက်ပွဲနဲ့ငင်းချမ်းရေးပေါ်အဲ့ဒီနိုင်ငံရေးသမားဆိုသူရင်းအကောင်းမြင်ပုံဟာတိတ်ဖော်ရင်လွန်လာပါလားလို့နားလေသဘောပေါက်လိုက်မိပါတယ်။တဆက်ထင်းမြန်မာနိုင်ငံကြီးကအစင်မှတရားဥပဒေစိုးမိုးဖို့တန်းကိုကောင်းနေထင်နေတာတွေကိုဖော်ရွေလွန်စွာကာကွယ်ပြောဆိုနိုင်ဖို့ဗတ်ပို့ပြီးအာရုံထားနေကြတာမျိုးလို့သဘောပေါက်မိရပြန်လာပါပြီ။မြန်မာနိုင်ငံကြီးလောက်အာဏာကိုတရားဥပဒေစိုးမိုးရေးထပ်ပို့ပြီးဦးစားပေးစဉ်းစားနိုင်တဲ့နိုင်ငံမျိုးတောင်ရှိသေးရလားလို့တွေးမိတဲ့အထိပါပဲ။အာဏာအတွက် happy water ာတောင်းနေကြသူတွေဟာတာမန်ပြည်သူတွေအတွက်စစ်မှန်တဲ့တရားဝင်စိုးမိုးမှုကိုဘယ်လိုဆောင်ရွက်ပေးကြမလဲလို့မစိုးရိမ်နေကြပါဘူး။မြေပြင်မှာဖြစ်နေကြုံနေတဲ့မတရားမှုတွေအဆုံးသက်သွားအောင်ထပ်မဖြစ်အောင်ဘယ်လိုတွေတာဝန်ယူကြသင့်လဲဆိုတဲ့အကြောင်းအသေးစိတ်လေးလေးနက်နက်ဆွေးနွေးတာမျိုးမကြားရပါဘူး။ဒါကြောင့်သာသူတို့တွေဟာလူလူထက်စစ်တပ်ပေါ်ဖုံးရွေးဖို့ရွေးချယ်တာကိုငြိမ်းချမ်းရေး Happy Water တောက်ကြသူများလို့စောင်းပါမှရည်သားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်။